ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်ရင်ဂျာဒုက္ခသည်တဦးကိုတလ12ဒေါ်လာခွဲနှုန်းရိတ်ခါထောက်ပံ့ပေးနေရကနေတလ6ဒေါ်လာလောက်ထိရှော့ချဖြတ်တောက်တော်မယ်အကြောင်းကုလသမဂ္ဂတာဝန်ရှိသူတွေနဲ့ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတာဝန်ရှိသူတွေကအတည်ပြုပြောထားတယ်လို့မက်စလာငိုင်းအနေကရိုက်တာသတင်းမှာဖော်ပြပါတယ်။အခုလိုရိတ်ခါအကူအညီဖြတ်တောက်မခံရအောင်ကုလသမဂ္ဂကမ္ဘာအစားအနှစ်ရိတ်ခါအစီအစဉ် WFP ကဧပြီလ1ရက်နေ့မတိုင်ခင် ဒေါ်လာ81တန်အလှငွေရဖို့ကြိုးစားနေပေမဲ့အလူရှင်ရှာမတွေ့နိုင်သေးဘူးလို့လဲရိုက်တာသတင်းကဖော်ပြပါဗျ။မြန်မာရိုဟင်ဂျာအသင်း UK Block ရဲ့ဥက္ကဋ္ဌဦးထွန်းခင်ကရိုဟင်ဂျာတွေဟာအရင်ကတည်းကမသိုံတမဲစားနေရတာပါ။အခုလိုဖျက်တောက်လိုက်တဲ့အတွက်တဖြည်းဖြည်းချင်းတည်တံပေးလိုပါပဲလို့မက်စလာ9ရက်နေ့ကကြေညာချက်ထဲမှာထည့်ပြောထားပါဗျ။ရိုဟင်ဂျာဒုက္ခသည်တွေကိုစားနပ်ရိက္ခဖျက်တောက်လိုက်ရင်အသက်သေဆုံးတဲ့အထိထိခိုက်လာနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ကုလသမဂ္ဂကလေးများရန်မုံငွေဖွဲ့ UNICEF ကိုယ်စားလှယ် Rana Flower ကမတ်လ17ရက်ကကျင်းပတဲ့ကုလသမဂ္ဂရဲ့ဒင်းစာရှင်းလင်းပွဲမှာပြောသွားပါတယ်။ This past month as our sister agency the World Food Program has warned ရိုဟင်ဂျာတွေအတွက်စားနပ်ရိက္ခာထောက်ပံ့မှုတွေစိုးရိမ်စရာအနှိမ့်ဆုံးအခြေအနေရောက်လာတဲ့အကြောင်း WFP ကနေပြီးခဲ့တဲ့လကသတိပေးခဲ့ပါတယ်။ ထပ်ပြီးရန်ပုံငွေမရတော့ရင်ရိုဟင်ဂျာတွေအတွက်ပေးနေတဲ့စားနပ်ရိက္ခာတွေကိုတဝက်ကြော်ကြော်လောက်ဒလကို6ဒေါ်လာနှုန်းအထိရောချရတော့မှာဖြစ်ပါတယ်။ဒါကအာဟာရလိုအပ်ချက်အနည်းဆုံးသတ်မှတ်ချက်ထက်အများကြီးနည်းပါတယ်။ကိုဝန်ဆောင်တဲ့ no time ခင်တွေသူတို့ရဲ့ no soup အရွယ်ကလေးငယ်တွေအတွက်အထိခိုက်ဆုံးဖြစ်ပါလိမ့်မယ်။ကလေးငယ်တွေအတွက်နောက်ဆက်တွဲထိခိုက်မှုကညံဆန်ပြီးအသက်သေဆုံးတဲ့အထိဖြစ်လာနိုင်ပါတယ်။ ဒါဟာရိုဟင်ဂျာတွေအတွက်2018ခုနှစ်နောက်ပိုင်းအဆိုးဆုံးအခြေအနေတစ်ခုဖြစ်လာနိုင်တယ်လို့မြန်မာရိုဟင်ဂျာအသင်း UK ရဲ့ဥက္ကဋ္ဌဦးထွန်းခင်ကပြောပါတယ်လူမျိုးတုံးတက်ပြတ်မှုကနေလူမြောက်လာတဲ့ဒီရိုဟင်ဂျာဒုက္ခသည်တွေဟာဒီဟာ2018နောက်ပိုင်းမှာအဆိုးဝါးဆုံးအခြေအနေကိုရင်ဆိုင်ဖို့ရှိမယ်90နှစ်ရာခိုင်နှုန်းကကလေးငယ်တွေအမျိုးသမီးတွေဖြစ်တယ် ဒုက္ခသူစခန်းမှာရိုဟင်ဂျာတွေအလုတ်လုတ်ခွင့်လည်းမရှိဘူးဒီ8နှစ်ပဲမိခိုနေရတယ်ဆိုတော့12ဒေါ်လာကနေ6ဒေါ်လာအထိကြာသူတို့ကရှော့ချလိုက်တယ်ဆိုတာကတော့တော်တော်လေးကိုစိုးရတဲ့အခြေအနေတစ်ခုကိုယဉ်ဆိုင်ဖို့ရှိမယ်ဒီလိုအနေထားမှာရိုဟင်ဂျာတွေကိုနိုင်ငံတကာကနေဘလို့နည်းနဲ့ဖြစ်ဖြစ်သူတို့ကဒီအထောက်ပံ့ကိုပြန်ပြီးဖြည့်ဆည်းပေးရမှာပေါ့နော်12ဒေါ်လာကို ပြန်ပြီးရအောင်လုပ်ဖို့လိုတယ်ဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့ advocacy လုပ်နေပါတယ် င်္ဂလားဒေ့ရှ်နိုင်ငံဥခါရီယာဒုက္ခသည်စခန်းကရဲရွာကောင်းဆောင်တို့ဖြစ်တဲ့မိုဟာမက်ဂျူဘာအာကအခုပေးနေတဲ့စာနယ်ရိက္ခာအကူအညီတွေကိုဖြတ်ပြီးရှော့ချဖြတ်တောက်မယ်ဆိုရင်အသက်ရှင်ရပ်တည်ဖို့အတွက်တောင်ခက်ခဲလာမယ်လို့ AFP သတင်းဌာနကပြောခဲ့ပါတယ်။တွေ့လေရောင်ရဒီကုန်းစံတတခနာဇံဂါဘိုရီတရခိုင်နဝိုင်လေအပလာတရက်ကစပြီးရိုဂျာဒုက္ခသည်တွေအတွက်အစားအသောက်အကူအညီတယောက်ကို6ဒေါ်လာနှုန်းပဲရတော့မှာပါ။ဒါကြောင့်ရိုဂျာတွေတနေ့ကိုသုံးနဲ့စားနိုင်ဖို့ပြဿနာရှိလာနိုင်ပါတယ်။ စားနပ်ရိက္ခာအလုံးလောက်မရှိရင်ရိုဟင်ဂျာဒုက္ခသည်တွေဟာစခန်းထဲကနေထွက်ပြေးပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံအနှံ့ကိုပြန့်နှံ့သွားနိုင်တဲ့ကြောင်းရာဇဝတ်မှုတွေမှာပါဝင်လာပြီးရိုဟင်ဂျာတွေအပေါ်မကောင်းမြင်တာတွေလည်းတိုးလာနိုင်တဲ့ကြောင်းသူကပြောပါတယ်ရင်းသာဒုက္ခတဲ့ကိုဂျိုဟာကလည်းစားနေအခါအကူကြီးလျှော့လိုက်ရင်ထမင်းနဲ့မှန်အောင်စားဖို့ခက်ခဲလာမယ်လို့ပြောပါတယ်။ဆော်ဒေါ်လာလို့လေစနစ်ဒေါ်လာနှုန်းနဲ့ပေတုံးကတယောက်ကို73ကီလိုတိအစီရပါတယ်။အခုတော့6ဒေါ်လာပဲပေတော့မှမို့စားဖို့စံအလုံးလောက်ရတော့မှမဟုတ်ပါဘူး။ ။ထမင်းနဲ့မအောင်စားနိုင်ဘူးခက်ခဲလာတော့မှာပါ။ရိုဟင်ဂျာဒုက္ခသည်အမျိုးသမီးမီနူအာရာကတော့အခုပေးနေတဲ့အကူအညီတွေမလျှော့ဖို့တောင်းဆိုပါရစေ။ခလေးရင်စားဖို့အတွက်အခုရနေတလောက်တာမရတော့ရင်ကျန်းမာရေးထိခိုက်လာပြီးပြဿနာတွေအများကြီးဖြစ်လာလိမ့်မယ်။ကျမတို့ကမြန်မာနိုင်ငံမှာတည်းကဖိနေခံနေရတာပါ။အခုစားစရာပေးတာထပ်ပြီးရှော့မယ်ဆိုရင်ကျမတို့ဘလို့လုပ်ပြီးအသက်ဆက်ရှင်နိုင်မှာလဲ။၁၂ဒေါ်လာနှုန်းနဲ့အထက်ပဲဆက်ပေးသင့်ပါတယ်။ 2023ခုနှစ်ကလည်းတစ်လကို10ဒေါ်လာနှုန်းထိလျှော့ချဖြတ်တောက်ခဲ့တဲ့အတွက် Ranger ဒုက္ခသည်60ရာခိုင်နှုန်းလောက်ဟာစားနပ်ရိက္ခာအလုံးလောက်မရဖြစ်ခဲ့ပြီးနောက်ပိုင်းမှာအရင်တိုင်းပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလက်ရှိ Ranger ဒုက္ခသည်တသန်းလောက်ရှိနေပြီးဒီထက်ကထောက်ဝက်ကျော်လောက်ဟာကလေးငယ်တွေဖြစ်ပါတယ်။ Ranger ဒုက္ခသည်စခန်းတွေကကလေးငယ်တွေဟာအာဟာရချို့တဲ့မူတန်နဲ့ရင်ဆိုင်နေရတယ်လို့ကုလသမဂ္ဂကလေးများရမုံငွေဖွဲ့ UNICEF ကပြီးခဲ့တဲ့ရက်ပိုင်းကကြေညာထားပါတယ်ခင်ဗျာ။ ကျွန်တော်ရဲကောင်မြန်မာမှာဒီသတင်းစောင်းမကိုအမေရိကန်နိုင်ငံဝါရှင်တန် DC မြို့တော် RFI ရုံးချုပ်ကနေထုတ်လွှင့်နေတာဖြစ်ပါတယ်။